ပြားဖို့တာထူမယားခုနတူတုတ်ရိုက်တော်မီတိုင်ငုံဆိုးတန်ကပယ်လေးရွာပြားဖို့တာထူမယားခုနတူတုတ်ရိုက်တော်မီတိုင်ငုံဆိုးတန်ကပယ်လေးရွာရဲ့အတိတ်ပဲကိုလူတော်တော်များများတီထားကြမည်ဖြစ်ပါတယ် မတည်ရတဲ့လူတွေအတွက်ဘုဒ္ဓတဖြစ်မှတ်တာထားနိုင်ရန်တင်ပြပေးလိုက်ပါရခင်ဗျာအခုပြောတဲ့ပြားဖို့တာထူစရာတွေဟာပြဇာနန္ဒီယအကုရောကံပြီးရင်ကြီးလေးတဲ့အကုရောအလုပ်တွေလို့ပြောလို့ရပါတယ်ပြားဖို့ဆိုတာဟာပြားကလေးတွေအတက်နဲ့ရင်ပြီးစူတာရတဲ့ ဝိယီရာရီတွေရယူခြင်းဖြစ်ပါတယ်တာထိုးဆိုတာကတော့ကိုမွေးထားတဲ့နွားဝဲစိတ်ကျက်စားရီတို့ကိုဒစိမ့်စိတ်ကြည်ပြီးဒီကောင်လောက်ဆိုရင်အချိန်ဘလောက်ရှိနေပြီဘယ်တော့လောက်ဆိုရောင်းလို့ရပြီပေါ်လို့ရပြီနဲ့ပြေးကြီးအခုတို့တက်နေတာမျိုးတက်စားတာမျိုး ဖြစ်ပါတယ် လင်းခိုးမရခိုးတာကတော့ပြောစရာလုံးပဲမထင်ပါဘူးကမ္မပန်ရှိနေရတာနဲ့ပြင်းမာတာတနာရာကကြောင်းပျော်ရတာခဏခံရမဲ့ဝကြွေးကတော့မကုံနိုင်အလွန်ကြီးလေးပါလေနတိုးတို့ရိုက်ဆိုတာကလည်းကိုငယ်ပါကိုလက်ညိုလက်မလေးနဲ့ညစ်တာမျက်ရည်အစိမ့်လိုက်ကြရင် သူများငယ်ပါကိုအကုန်ကြည်အောင်ရိုက်ချီတာမတွင်းဝန်စရာအာကုတို့ကြီးပါတောင်းမိတိုက်ဆိုတာကတော့တက်ပေါင်းများစွာတည်ရတာမို့တောင်းမိတစ်ချက်မုတ်ဆိုးတက်လို့တောင်းဆိုကြပါတယ်မုတ်ဆိုးတငါဆိုတာကတော့တီးတဲ့အတိုင်းပဲအခွင့်တင်တိုင်းတရဝါတွေကိုတက်ပြီးအတွင်မွေးရတာဆိုတော့တာမန်လူထက် အကုတို့မရပါနဲ့ဒါတွေကြောင့်တည်ရင်တေချာပေါ့ပေရောက်ရနိုင်တယ်နောက်ဆုံးထွက်တဲ့အချိန်ထိကုတို့တတိယပြီးတည်ရင် လောလောဆယ်တော့နက်ပြီးရောက်မယ်နောင်မောအားတွေမှာတော့ကိုပြုလုပ်ခဲ့တဲ့အကုတို့အကျိုးမဖြစ်မနေ ခံစားရမှာဖြစ်ပါတယ်သူများတက်ပြီးတာစားတယ်ဆိုပေမဲ့အကုတို့တစ်ခုမှာ နံပါတ်၁ကိုယ်တိုင်လှုပ်တဲ့အတူနံပါတ်၂တိုက်တွန်းတဲ့အတူနံပါတ်၃ချီးမွမ်းစိတ်ရှိသူဒီလူတွေဟာအကုတော်ကြုံတူတူပဲလို့အဘိဓမ္မာမှာခရဟောလေတော့ကိုယ်တိုင်မတတ်ပေမဲ့ကိုခိုင်းလို့တတ်ရင်ကိုကတူတက်တာကိုဝန်တာနေရင်အတူတူပဲလို့ယူဆလို့ရပါတယ် ပြင်ဆင်ရမှာကပုထုဇဉ်လူသားတွေဟာအကုဒုံနဲ့မกินတော့ခလေးနဲ့လူကြီးမိခဲကြိုင်တယ်လို့ပေါ့ခလေးကမိမှုမှန်မတိတော့စုတ်ကြိုင်တယ်ပိုဘူးတယ်လူကြီးကမိမှုမှန်တိတော့ဖဖလေးကြိုင်တယ်အပူတက်တာတယ်မပူအောင်လဲကြိုင်တတ်တယ်ထို့သူပဲအကုဒုံမှန် တည်နေတဲ့သူကဆရာထက်ထက်တန်တန်နဲ့အာကုတို့ကိုမလုပ်ပါဘူးမလုပ်တော့အာကုတို့အကျိုးပေးကိုပြင်းပြင်းထန်ထန်ကြီးမခံစားရဘူးပြီးတော့လေစိတ်ထားလေးထားတတ်ရင်အာကုတို့ကတော့လောအောင်လုံးလို့ရတဲ့ဤတွေလည်းရှိနေပါတယ်တတ်နိုင်တယ်များအာကုတို့လှုပ်တွင်နဲ့တမွေဝမ်းကြောင် ပြုရခြင်းမှာလောက်ကင်းနိုင်ကြပါစေ။ဆုံးထိနားထောင်ပေးတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘုဟုတုဒ္ဒရွေရကြပါစေခင်ဗျာ။